ကျောက်ယုတ်ကြည်သူညမရောက်တိုင်းဟာဒီနေ့မနေ့ကစပြီးတော့ကျွန်တော်တို့သိခန်းစားပြီးတော့ဒီနေ့ရဲ့မွန်တက်ဆန်နိုင်တီတီကိုနေဝတာကလာကိုကောင်းကြည့်မင်္ဂလာခန်းစားပြီးတော့ရောက်ရှိလာခဲ့ပြီလို့ယုတ်ကြည်မျှော်လင့်ပါတယ်ဒီစီစဉ်ကတော့လစဉ်လစဉ်တရက်၁၇ရက်20တဲမှာထုတ်လွှင့်နေတဲ့မိဘများတပါတရားအစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်မှာတော့အဓိကအဖြစ်ကျွန်တော်မေးထားတဲ့မိခွန်းတွေပေါ့နော် ဟောတချို့ကအတန်ဖိုင်နဲ့မိထားရှိတယ်တချို့ကတော့စာရေးပြီးမိတာရှိတယ်အအမျိုးနဲ့ပေါ့နော်မိထားတဲ့သူတွေရဲ့မိခွန်းတွေကိုကျွန်တော်ဖြည့်ချားပြီးနေခြင်းဖြစ်ပါတယ်ဒီနေ့မိခွန်း၄ခုဖြည့်ချားပြီးဖို့ရှိပါတယ်အဲ့ဒါတော့ညီကိုတယောက်နေပြီးတော့ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပေါ့လေကျွန်တော်မိထားတဲ့မိခွန်းတွေပဲဖြစ်ပါတယ်အဲ့မိခွန်းတွေကိုကျွန်တော်တည်သမျှတတ်သမျှပေါ့နော်အဲ့ပုံမှာရက်တီးပြီးတော့ကျွန်တော်ဖြည့်ချားပြီးခြင်းပါတယ်လို့ပထမမိခွန်းကတော့ ဆရာတဲ့ရာဥရိရဲ့အကြောင်းနဲ့ပတ်သက်ပြီးတရားဆက်မှုနဲ့အကြောင်းနဲ့ပတ်သက်ပြီးသိချင်ပါတယ်တဲ့ဆရာသိသလိုသိသလောက်ပါလေရေးသားဖော်ပြပါနောက်ယူတာတရားဆက်အချိန်ညဘလို့ရှိလဲအဲ့ဒါနဲ့ပတ်သက်ပြောပြပြီးပါလို့မိသားရှိပါတယ်ရာဥနဲ့ပတ်သက်ပြီးတမန်ကျမ်းစာမှာ synoptic gospel လို့ခေါ်တဲ့မဿဲမာကုလူကာခရစ်ဝင်လေးကျမ်းနဲ့အဲ့သုံးနေရာမှာပဲတွေ့ရပါတယ်ရှင်ယောဟန်ခရစ်မှာတော့ယာယီလူတရားဆက်မှုကြောင့်မတွေ့ရအောင် ျမ်းကျမ်းညောမေပုံစံမသက်ခန်းကြီးကို အပိုင်ငယ်၁၈ကနေ26မှာတရားဆရာမှုဆိုပြီးတော့ခုနဂျယ်ရက်ယာယူရီဆာဆိုတဲ့နာမည်တော့မပါဘူး။နောက်သူ့နာမည်ပါတာတော့မာကု9အပိုင်ငယ်21ကနေ43နံပါတ်လူကာခန်းကြီး6အပိုင်ငယ်40နေ56ကျွန်တော်ထပ်ပြီးတော့ကျမ်းညွန့်နေပြောပြချင်ပါတယ်။တရားဆရာမှုလို့ပဲပြောပြီးယာယူရီဆာနာမည်မပါတာမသဲ29 18ကနေ26တရားဆရာမှုယာယူရီလို့ပါတာတော့မာကု9 21ကနေ43လုကာ၈40နေ56ဖြစ်ပါတယ်ယာယူရဲအကြောင်းနဲ့ပတ်သက်ကျမ်းစာမှာတိတိကျကျမပြောထားတော့ဟိုဒန်နာရီတော့ရှိလို့ရှိတယ်ဒါပေမဲ့ဒန်နာရီစကားပြောဖို့ကျွန်တော်အသက်ရှင်တာမှမဟုတ်တယ်ကျွန်တော်နှုတ်ကပါတော့ပြောဖို့ပဲအသက်ရှင်တာအောင်သူလည်းပတ်သက်လို့ပြောထားတဲ့အကြောင်းတော့အများကြီးစာအုပ်လေးတမိုင်းစာအုပ်တော့အများကြီးတော့ဖတ်တော့ဖတ်ရတယ်စူးစမ်းလို့တော့ရတယ်ဒါပေမဲ့အဲ့ဒါလည်းကျမ်းစာမှာပါရရဖြစ်လို့ကျွန်တော်အဲ့ဒါတော့မပြောပြချင်ဘူး အယူရတရားစစ်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်အတရားစစ်ရလို့ပြောတဲ့ခါမှာအတိတ်ပဲကအစုဝေးနော်လူတွေစုဝေးတဲ့နေရာပေါ့နော် calculation နောက်ပြီးတော့အတူတကွစုဝေးခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နော်ဒီတရားစစ်နဲ့ပတ်သက်ပြီးတော့တမောင်းပေါ့လေဟေပြဲပါသားချုပ်နေရာတွေမှာတော့ R R M I C လို့ခေါ်တာ R M I C ပါတာစကားပေါ့အဲ့ဒါရေးသားတဲ့များသောအားဖြင့်ဟေပြဲလို့ရေးတာတမောင်းကျန်များတာပေါ့ဟေပြဲလို့ရေးထားရတဲ့ ဓမ္မောင်းကျမ်းမှာတော့တတ်တတ်ပတ်ပတ်ယူဒတရားဆော့ဆော့မတွေ့ရပါဘူးဒါတော့ထူးခြားတစ်ခုပဲဘမတွေ့ရဆိုရင် AD ပထမရာစုเนาะအဲ့ဒီကနေစပြီးတော့တရားဆက်ဆိုပြီးတော့ဒီဓမ္မတိကျမ်းမှာသုံးဆွဲထားတဲ့အရာကျွန်တော်တွေ့ရတယ်ဓမ္မကျမ်းတဲ့ပုံကိုယ်ဒီကျမ်းစာပြည့်ရှင်ပြောတဲ့အရာတော့ဘာတွေ့ဆိုလို့ရှိရင်ဒီဘဘလုံနိုင်ငံကိုချေချွတ်ခံဖို့တဲ့ဖန်သီးခံသွားပြီးတဲ့နောက်နှစ်90ကြာတဲ့ခါမှာသူတို့လွတ်မြောက်လာကြတယ် အဲလွတ်မြောက်ပြီးတဲ့နောက်မှာသူတို့ဘာလုပ်ကြလဲဆိုလို့ရှိရင်ဗိမာန်တော့မရှိဗိမာန်တော့မတိဆောက်သေးဘူးအဲကြောင့်သူတို့ဣသရနိုင်ငံတဟွန်းလုံးမှာဘာလုပ်ကြလဲဆိုလို့ရှိရင်ဒီဗိမာန်တော့မရှိလို့ဝမ်းနဲ့ကြည်ကွဲသူတွေကိုနှစ်သိမ့်မှုရစေပေါ့တဲ့သူတို့ရဲ့အစုဝေးလေးတွေပေါ့လေစုဝေးရနေရာတတ်မှတ်ပြီးတော့ဒါတော့ဒီကျန်တဲ့ပုဂ္ဂိုလ်တချို့ကအဲ့လိုယူဆချက်ကိုပြောတာဖြစ်ပါတယ်အဲ့ချိန်လေးစတင်ပြီးတော့ပေါ်လာတယ်ပေါ့တတိယပြပြောရင် BC 450เนาะป้ายบ่เลยดาอะยะซ้อยတော့ติจ่ายหมูเนาะคำมันจีไปอ่าบ่ซะตะบ้องจ่ามาไม่ตุยอ่ะโหลบาอะอะมาปอลาเดแต่จ่อยายูเนี่ยปะเตลุไปผิดๆยูรัดยาสนันปะเตลุไปจนเราดูผิดจาไปทาบาเรโหลแล้วทุติยามีกองอ่ะบาซื้อยินมะเต้กันจีสักขนเนาะอป่ายกัน20ขนมาดิตะเชลุจียินตะตาได้ตะพยาหาบลาตันเลยโหลပြောบาเนาะเตียฮ้อเสียเตียวกว่ายินก็เลยเมทายินเนี่ย အဲ့ဒါပါဆိုရင်လေသစင်းအပြစ်ဟောလေသစင်းသာပေါ့လေအဲ့အပြစ်ငားဒီပြည်ထားတဲ့လေသစင်းအပြစ်အဲ့လောက်လောက်တန်တယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်မြင်တာတော့ဒီမှာဒုတိယမဆိုတဲ့ဗိဗ္ဗံတော်ခွန်ပေါ့နော်အဲ့ဒါကိုဂျူးတူမျိုးတိုင်းကပေးရတယ်ကြောဗိဗ္ဗံတော်ခွန်ကောက်တဲ့သူတွေကပေတုရှိရောက်လာတယ်မင်းတကယ်ဂျီဒမမပေးဘူးလားဗိမာတမ်ပေါ်တက်စ်မပေးဘူးလားတဲ့ပေတုကတော့ ပေးပါတယ်ဆိုပြီးတော့သူကဖြီးလိုက်တာဗောလိန်လိုက်တာဗောလေဒါပေမဲ့ရှေရှုကတင်ကူးပြီးတော့တိတဲ့အတွက်ကြောင့်ပေတုကိုမေးပါတယ်ပေတုလောကီရှင်မင်းတွေကသူ့သားနီးမှာအခွန်ခံလားတခြားသူမှာခံလားဟောကိုရောလောကီရှင်မင်းကတိုင်းသူပြည်သားခံမှာအခွန်ခံတာဗောသားဆိုရင်တော့သူ့သားနီးပဲအခွန်ပေးရမှာလဲနော်အဲ့တော့အရှင်းပါသားမူကလွတ်လွတ်ရတယ်ပေးစရာမလိုဘော့ မသူတို့ဟာငါတို့အဖြစ်ထိပိလဲစားဖြစ်လွှဲရှောင်ဖို့တည်းသွားအယုံသွားငမရန်ချရှီဥစွာရတဲ့ငါတွေကနေပြောတတတဲတပြားတွေ့နေမယ်အဲ့ဒါတင့်ဖို့နဲ့ငါဖို့ဒီကြမှာဘေးလို့ပြောပြီးတော့စိတ်ခိုင်းတဲ့ခါမှာအဲ့တိုင်းပဲဖြစ်သွားပါတယ်ကြတိညာနေပတ်တဲ့ခရစ်ဝင်လေးချမ်းနဲ့မှာမသေးစက်ခွန်နဲ့မှာပဲပေါ်ပြတာတွေ့ရတယ်ဒါလည်းထူးခြားချက်တစ်ခုပဲ ရှစ်သက်ခရင်ကိုရေးသားတဲ့လူကအရင်တော့ကသူ့တံမြေလေဝိဘာလို့လို့လဲ tax collector လို့ခေါ်တဲ့အခွန်ကောက်တာပေါ့တကယ်သူကဘာနဲ့ပတ်သက်လို့စိတ်ကောင်းသလဲငွေကြီးနဲ့ပတ်သက်စိတ်ကောင်းသလားဒါတမတာပဲဒါတခရင်နဲ့မှာရေးတဲ့အခါမှာဘာတွေ့ဆိုလို့ရှိရင်နေ့စတဲ့မြတ်သူအခွန်အခွန်နေကောက်နေရတဲ့ tax collector တယောက်အခွန်ကတယောက်ဖြစ်တဲ့ကြောင့်နောက်ပြန်မှရှေရှုနောက်လိုက်ပြန်သူ့တံမြေမသေးဖြစ်သွားတာပေါ့အရင်တော့သူ့လေသူ့တံမြေလေဝိရောအဲ့တော့နေ့စတဲ့မြတ်ငွေကြီးနဲ့လုံနေရတော့ အရှင်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့နမိတ်ခံဒီတစ်ခုပဲရှိတာနော်တမချန်းစာလျှောက်လို့မှာဒီငါးဝန်းပိုက်တရားငါ့ရဲ့ပါဇက်တရားတသားတဲ့တရားရရဆိုတဲ့ငွေနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာပေါ့ကျန်တဲ့ဟောရာမာကုတို့လူကာတို့ယောဟန်တို့အဲ့ဒီနမိတ်လက္ခဏာမဖော်ပြတာဘူးဘာလို့မသိပဲဖော်ပြတယ်မသိကငွေနဲ့ပတ်သက်တဲ့အကြောင်းညာလုတ်ကင်တဲ့တကြောင်ဘာလို့စဉ်အဲ့ဒါကိုဖော်ပြတာအဲ့လိုပဲကျွန်တော်သိကြတယ်လူကာရှင်လူကာဆရာဝန်တယောက်ဖြစ်တယ် ။အဲဒီကြောင့်ဒီအရှင်ရှုကိုယူတရှိကောင်လမ်းပြပြီးတော့ဖမ်းလာတဲ့ခါမှာတပည့်တော်တယောက်ရှုနေရမှာတော့ anonymous တပည့်တော်တယောက်ပဲ။ဒါပေမဲ့ပေတုဖြစ်တယ်။သူကဓာကြီးပြတော့ဟလာရေပြိုခေကျောင်းမာကွေနေရဖြတ်လိုက်တယ်။ဖြတ်မိသွားတယ်ပေါ့။တကယ်ခုတ်လိုက်တာ။ဒါနေရတပည့်ပဲရသွားတယ်။အမအရှင်ကပါလို့လေလူကမှတ်တမ်းတင်ကြရသူစီးစီးဆရာဝန်ဖြစ်တဲ့ကြောင့်အနောင်ညင်းချင်းကိုပို့ပြီးစိတ်ဝင်စားတော့အဲ့အဲ့လူနာကိုအနိုင်ကညင်းပြီးတယ်လို့ပြောပါတယ် ကျမ်းတဲ့နေရာတွေမှာတော့အဲ့အနိုင်အောင်ငြိမ်ချေမတွေ့ရအောင်နေပဲပြတ်သွားတာပဲတွေ့ရတယ်။အဲဒါပေမဲ့လူကာပဲအဲ့လိုမှတ်တယ်။တကြခရစ်ဝင်နေမရေးသားတဲ့လူတွေကသူတို့ရဲ့ professional လို့ခေါ်တယ်သူအလုပ်တွေပေါ့။သူတို့အလုပ်တွေပတ်သက်ပြီးတော့အာသူတို့ကျမ်းစာထဲမှာထင်ရှားပြတာပုံရှိတယ်။ကျွန်တော်ခုနကကျွန်တော်ပြောတဲ့အတိုင်းမသေးတာအခွန်ခံဖြစ်တဲ့အတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာထူတီးသောနမိတ်လက္ခဏာတဲ့နမိတ်လက္ခဏာတွေကဟာလာကျွန်တော်သိတယ်မျက်စိမမြင်သူမျက်စိပြင်းစီတယ်ခြေမဆွမ်းလူခြေဆွမ်းစီတယ် အနာရောအမျိုးမျိုးတွေပျောက်ကင်းချမ်းသာစေတယ်ရုပ်စွာဆုံးတည်သောသူတွေပြန်လည်ပြန်လည်ပြီးတော့အသက်ရှင်စေခြင်းဖြစ်တယ်ဟာလေလုယာဒါပေမဲ့ငွေကြီးတဲ့ပတ်သက်လို့ဒီတစ်ခုပဲရှိတယ်ဒီခုနမိထားတိုင်းဟိုတရားဟောဆရာတယောက်ပြောရရာအရာလှေသစင်းအပြည့်ငါအဲ့တော့မဖြစ်နိုင်ပါဘူးလို့လှေစင်းပြည့်ငါဆိုတော့နဲတဲ့တန်ဖိုးမှမဟုတ်ရဲနော်ဒါပေမဲ့အဲ့ဒီသတားတဲ့ပြားဘယ်လောက်ရှိလဲဆိုလို့ရှိရင်အဖြေကတော့အခိကာလာမှာရှိတဲ့အခြေခံအလုတ္တမတယောက်ရဲ့နှစ်ရက်စာလောက်ခဖြစ်ပါတယ် အော်ဒါကတတတဲ့တပြားပေါ့ကျတော့ဒေနာရီနဲ့ပြားပေါ့လေမသိနေစရာတဲ့ရလောက်ကဒေနာရီတပြားလို့ပြောတော့အော်တတတဲ့တပြားနှစ်ရလောက်ဖြစ်တယ်ဒီခေတ်ကာလအတွက်ဆိုရင်ဘယ်လိုဖြစ်မလဲဆိုရင်ဟိုအမေရိကန်ဒေါ်လာအတွက်ရင်အမေရိကန်ဒေါ်လာ20လောက်ဖြစ်ပါတယ်အော်ကျွန်တော်နိုင်ငံငွေကြေးဖောင်းပွားရတဲ့ကြောင့်မြန်မာမြန်မာချက်ငွေလို့ဆိုရင်8000 6000လောက်တန်တဲ့ငွေကြေးဖြစ်ပါတယ်ဒါကြောင့်ဒါနဲ့ပတ်သက်ပြီး တတတဲ့ပြဘလောက်တန်လဲအဲ့ကာလာဘလို့လဲအခုကာလာမှာလဲဘလို့လဲဆိုပြီးတော့အဲ့ဒါကိုကျွန်တော်ဖြေချပေးခဲ့ပါတယ်။နောက်တက်တဲ့မိကောငွေကြီးနဲ့ပတ်သက်တဲ့မိကောပဲဖြစ်ပါတယ်။အဲ့ဒါပါလို့ဆိုလို့ရှိရင်မာကုခန်းကြီးဆက်နဲ့အပိုက်ငယ်၄၀မှာဖော်ပြထားတဲ့မိုးဆူမတယောက်ကတပဲလောက်တန်တဲ့ကျင်းဒီတင်ကားနှစ်ပြားကိုတဲ့ဘာနာတိုက်တမှာတွန်းချတယ်လို့ပြောတာ။ဒါကိုမာကုဆက်နဲ့အပိုက်ငယ်၄၀မှာတပဲလောက်တန်တယ်လို့ပြောပါတယ်။ ဓာတ်သူအမှာပဲဖော်ပြထားတာเนาะအဲ့ဒီအရာကိုလုကာ21နှစ်မှာလည်းဖော်ပြပါတယ်တဲ့ကျမ်းညွှန်းနေကျွန်တော်ပြန်ပြောခြင်းနဲ့မာကုမှာ7နှစ်အပိုင်ငယ်20နှစ်လုကာမှာ21အပိုင်ငယ်နှစ်အမှာတော့ကြီးဒီဒင်ကာနှစ်ပြားကဲမာကုတော့တပည့်လောက်တန်တဲ့ကြီးဒီဒင်ကာနှစ်ပြားလို့ပြောပါတယ်ကျော်အဲ့ဒီတန်ဖိုးကလည်းဒီခေတ်ကလည်းဆိုဘယ်တော့ပြန်ရှိပါမလဲအဲ့ခေတ်ကလည်းဘယ်တော့မြန်တန်ပါမလဲပေါ့လေအဲ့ဒါကိုမေးမြန်းတာဖြစ်ပါတယ်အဲ့တော့ဒီကြီးဒီဒင်ကနှစ် နှစ်ပြားတပဲလောက်တန်တဲ့အရာကအိခိကာလတန်ဖို့လို့ဆိုအင်မတန်မှတန်ဖို့နေတဲ့အရာ ဖြစ်ပါတယ်အစ်သမအင်မတန်မှနှုံချတဲ့ပမာဏသိငယ်တဲ့ပမာဏဖြစ်ပါတယ်တပြားကအခြေတည်တင်ကတပြားကအဲ့ချိန်မှာအမျိုးသားတယောက်ရဲ့45မိနစ်လောက်ခါဖြစ်ပါတယ်ဒါကကျွန်တော်လေ့လာမှုရသိတာဟောညင်းချက်ပြီးမှဆိုတော့ကျွန်တော်ပြန်လို့ညင်းချက်ပြီးလို့မရအောင်เนาะဒါပေမဲ့အာ ်ဂျင်းနေတင်ကနှစ်ပြားလို့ပြောတဲ့ကြောင့်မိနစ်90လောက်ခဖြစ်ပါတယ်တော့တည့်ရလောက်ခတော့မပြည့်ဘူးပေါ့လေအော်အဲ့တော့အင်ဗတာမှနေပါတဲ့ပမာဏဖြစ်တယ်ဆိုတော့ဖော်ပြခြင်းပါတယ်။တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လေ့လာတဲ့အခါကျွန်တော်တို့ဟိုကျမ်းစာကျမ်းညွန်းတွေပေါ့လေ Bible commentary ဖတ်ရတယ်။တော့အရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်သိချလေ့လာစီးပွားရရပေါ့လေ။အဲဒီတော့ဖြေချပြီးခွင့်ရပါတယ်လို့။အော်နောက်ပြီးတော့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ ဒီကျမ်းစာမှာပေါ်ဖော်ပြထားတဲ့ຢာတွေပေါ့လေအဲ့ဒါပတ်သက်ပြီးတော့သိချင်ရင်ကျွန်တော်မြန်မာလိုရေးတဲ့စာအုပ်တွေတော့မပြောတတ်ဘူးဒါပေမဲ့အင်္ဂလိပ်ရေးတဲ့စာအုပ်တွေမှာအများကြီးရှိရယ်အင်္ဂလိပ်လို Bible commentary တွေဟလာ William McDonnell တို့နောက်ပြီးတော့ Warren W. Wiseby တို့ဒါပေမဲ့အရောက်တိုင်းတော့ဖော်ပြတာမဟုတ်ဘူးเนาะနောက်ပြီးတော့အာ chain reference bible တို့နောက်ပြီးတော့ dates annotated reference bible အဲ့ဒီ ဟိုဒီလာတခါစောင်းအောင်လို့လည်းမတော်မရှိဘူးတချို့စောင်းတွေကဥပမာဆိုတော့ဝီလျံမက်ဒေါ်နယ်ဆို application ကိုဥစားပြီးတော့လက်တွေ့ကျင့်သုံးချက်ပေါ့လေဥစားပြီးတယ်ဟို chain reference ကြတော့သူကအချက်လက်တီနော် chain ဆိုတဲ့အတိုင်းတန်ကွင်းဆက်ပေါ့လေအချက်လက်နဲ့ပတ်သက်ရှာဖွေရရာ chain reference bible thompson chain reference လို့ခေါ်တော့အဲ့ဒီကျွန်တော်တုံ့ဆွေးရပါတယ်ဒါကြောင့်ဟိုတကယ်လို့ဒီထက်ထပ်ပြီးတော့သိကြတဲ့ဆိုရင်ကျွန်တော် အချိန်မီမီလို့ရတယ်ကျွန်တော်လည်းအချိန်ယူပြီးတော့အာလေ့လာမယ်ချက်ချင်းတော့ကျွန်တော်ဖြည့်ပြနိုင်မှာမဟုတ်ဘူးအချိန်ယူပြီးလေ့လာမယ်လေ့လာပြီးတော့ကျွန်တော်ပြန်လည်းပြီးတော့ဖြည့်ချပေးမယ်ဆိုတော့ဖော်ပြလို့ပါတယ်ဒါဆိုပထမမိကုံးကယာယုရူကြောင်းအဲ့ဒါတေယုဒတရားဆရာကြောင်းကျွန်တော်ဖော်ပြခဲ့ပြီးဒုတိယကတော့ခုနတသားတဲ့တပြားဒိဋ္ဌမပေါ့အရှင်နဲ့ပေတုအတွက်ပိမှန်တော်ခွန်ပေးတာအဲ့ဒါဘလော့တန်လေနောက်ဘလော့အခုမိုးဆွမ်းပြီးတဲ့တပဲလောက်တန်ဖို့ရှိတဲ့ကြီးကြီးတင်းများ ကြည်တင်ကနှပြအဲ့ခေတ်ကလာလောက်ခဘလောက်နဲ့ညီလဲပေါ့အဲ့ဒါကိုကျွန်တော်ဖြေရခဲ့တယ်နောက်မိကွန်းတစ်ခုကတော့အာဒါလဲကျန်းစာမှာတိကျမပြောထားဘူးအာဒါပေမဲ့အပြင်ကနေလိလာရတာပေါ့နော်ဟောစာသမိုင်းစာအုပ်တွေပဲလိလာရတာသူ့ရဲ့မိကွန်းကပါလို့ဆိုရင်ဟောယေရီခေါမြို့ရဲ့အတိုင်းကြဘယ်လိုရှိမလဲဒါယောရှုတို့ဝင်ရောက်ပြီးတော့ပထမဆုံးကာနန်ပြည်ကိုသိမ်းပိတ်ခဲ့တဲ့မြို့ပေါ့လေအော်ယောရှုဘာသာခိုင်း6မှာတွေ့ရတာပေါ့ ။အော်ယေရီခိုမြို့ကတိုင်းတာဘလို့ရှိလဲ။နော်လုကာစခိုမှာရှိတဲ့ဇကဲခိကာလာမှာဘလို့ရှိလဲ။ယခုမြတ်မောင်မှာဒီယေရီခိုကဘလို့ရှိပါလဲလို့အာမိထားမိကုန်ဖြစ်ပါတယ်။ကျွန်တော်အောင်လဲရှာကြည့်တဲ့အခါမှာယေရီခိုမြို့ရဲ့မြို့ရိုးရဲ့အမြင့်ဟာ17ပီကနေ15ပီအတွင်းမှာရှိပါတယ်။17ပီနဲ့15ပီဒါပေမဲ့အုတ်မြစ်ကနေတိုင်းနေဆိုရင်တော့အုတ်မြစ်မြေအောက်ထဲမှာထည့်တဲ့အုတ်မြစ်ပေါ့နော်ဖောင်ဒေးရှင်း အဲ့တိုင်းဆိုရင်25ဘီယံနေပီ30ရှိပါတယ်ဒါအမြင့်ဖြစ်ပါတယ်နောက်ပြီးတော့သူကဒူပေါ့လေအာအကျယ်လို့လည်းခေါ်မှာပေါ့အဲ့တော့6ဘီလောက်ဖြစ်ပါတယ်နောက်ပြီးတော့အလျားကတော့လေးဘက်ပေါင်းလိုက်လို့ရှိရင်ပီ2000လောက်ရှိပါတယ်အဲ့တော့ area အနေနဲ့ကတော့မြို့က6ဧကာနီပါပဲအဲ့ချိန်မှာရှိတာမြို့ပေါ့နော်အဲ့တော့ဒါအဲ့တော့ပြန်ပြီးတော့ပြောမှာဆိုရင်အမြင့်က12ဘီနေ15ဘီ နောက်ပြီးတော့အုတ်မြစ်ကလည်းတိုင်း25ပြည်နေပေ30နောက်ပြီးတော့အမြို့ရဲ့အထူက6ပြည်နောက်ပြီးတော့အလျားက၄ပက် အလျား၄ပက်လေးလံပေါ့လေအဲ့ဒါပြည်နှထောင်တော့ဖြစ်တယ်မြို့ရဲ့ပမာဏမြို့ရဲ့အတိုင်းတာပမာဏ6ရီကနေပါတော့ရှိပါတယ်လူကာ19တက်က10မှာဇကေ့အချိန်ခါလာမှာဘယ်တော့ဖြစ်မလဲလို့ကြည့်တဲ့ခါယောရှုကဒီယေရီကောမြို့ကိုတတ်ခဲ့တဲ့မြို့ကိုချိန်လိုက်တော့ ဘလိုချိန်လိုက်လဲဒီမျိုးရိုးတီးတဲ့လူကသားဦးလက်ထက်မှာတီးပြီးသားငယ်လက်ထက်ကျမှပြီးလိပြီးစီးပြန်ကြောက်အဲ့မျိုးရိုးဘယ်သူမှမတီးရဲဘူးကြောက်ဒီအတိတ်ကလာတီးခဲ့တာရှိတယ်ဒါပေမဲ့တကယ်မင်းပြက်ပြီးသွားပြက်ပြိုပြက်သွားခဲ့တယ်မျိုးစားကြီးမှာသားဦးတီးတယ်နော်မျိုးပြီးကန်ဒီမှာသားထွေးအငယ်ဆုံးသားတီးသွားတယ်ဒါကျန်းသာသမိုင်းရရှိတာအောင်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတဲ့ကြောင့်အာကျွန်တော်လေးလာမှုရပါဘောဇကေ့အချိန်မှာ အဲ့မျိုးကရခင်မျိုးဟောင်းမရှိပါသေးတယ်လို့မျိုးတည်ကြီးမဆောင်နိုင်သေးဘောလေမျိုးတည်ကြီးမဆောင်နိုင်တပ်မတော်ပိုင်းရှင်ရှုဖျားလောကကိုကြွားလိုက်ခါစကဲရှိတဲ့ရခေါမျိုးတွေဝင်တယ်လို့ပြောတာ哦တော့အဲ့ဒီချိန်မှာမလုပ်လဲအရှင်ရှုကအတိတ်ကာလယောရှုအဖင်ချိန်ဆူခဲ့တဲ့ရာအားလုံးဖြည်ဖြည့်လွတ်ပြီးခဲ့တယ်ဗောရခေါမျိုးဝင်ပါဟလာမျက်မမြင်ကို ျက်စိမြင်စေတယ်။ရေခေါမျိုးထဲမှာရှိတဲ့လောဘဟုတ်လားကာမဂုဏ်စီးစိမ်လောကစီးစိမ်နဲ့အခွန်ကန်အကြီးကဲဆိုတော့ chief tax collector ဖြစ်တာအောင်ပြမလို့အခွန်ကန်ကောင်းလို့ပါသပြန်ထားတယ်။အော်သူကငွေကြီးနဲ့ပတ်သက်လို့မမောတဲ့သူတယောက်ဒါသူ့ရဲ့တက်တာပြောင်းလဲသွားဖို့တည်းရှင်သူ့အိမ်မှာဒီနေ့ငါတဲမယ်လို့ပြောတဲ့အခါစကဲပြောင်းလဲသွားခဲ့တယ်။အဲ့တော့ စကဲရှိတဲ့ချိန်မှာတော့အဲ့ဒီမျိုးကအရင်တိုင်းပဲမျိုးဟောင်းပဲဖြစ်ပါတယ်။ဘတ်ဒီနေ့မျက်မှောက်ကာလမှာတော့ဘာတွေ့ရလဲဆိုလို့ရှိရင်သူကပါလာတီနာလို့ခေါ်တဲ့ပါလက်စတိုင်းနိုင်ငံပေါ့လေ။အဲ့နိုင်ငံရဲ့အနောက်ဘက်ကန်ကျွန်တော်သိတဲ့ West Bank of Palestine ပါလာတီလာပါလက်စတိုင်းဒေသရဲ့အနောက်ဘက်ကန်မှာရှိတဲ့မျိုးဖြစ်နေပါ යි ။ဟုတ်ရစီပင်သားရွာပြောနေပြီ။အခြေရတော့ဟာလား22တသမ 665 square mile street mile ရှိပါတယ်။22သတ္တမ665ဆိုတော့အာတော်တော်လေးအရင်အတိတ်ကာလက6ရီကတည်းကဆန်တော့တော်တော်ကြီးကြီးသွားတဲ့မြို့ဖြစ်သွားပြီပေါ့နော်။အဲ့လိုမျိုးအခြေအနေဖြစ်ပါတယ်လို့။ဒါကြောင့်ဒီဒီနေ့မှာအဲ့ဒီမီးမြန်းတဲ့ຢာတွေကဒီ general knowledge နဲ့ပတ်သက်တဲ့ဟာများတယ်။ဟောကျန်းစာအ내ဖွင့်တာတွေပါတယ်မဟုတ်ဘူး။ဒါလည်းကျွန်တော်တက်ဆွနေတော့ဖြေချပြပါတယ်လို့။ဒါကြောင့်ဒီ အဖြစ်လူကြည့်ပြီးတော့ကိုယ်တသက်တာလည်းကောင်းကြီးမြင်လည်းဖြစ်လိမ့်မယ်လို့ယုံကြည်မြင်တယ်ဒါရချောကအထွေထွေဘုဒ္ဓတာတဲ့မိတဲ့ဟာတွေဖြစ်တာပေါ့လေမှတချို့ပင်လေသေးဘလို့လဲဒါလည်းမိထားမိကုန်လို့ရှိပါဒါမဲ့အနာကကလားအခွင့်ခါသိရင်အဲ့ဒါနဲ့ပတ်သက်ကျွန်တော်ဖြေရှားပြပါမယ်။ဩဂျော်ဒန်မြင့်နဲ့ပတ်သက်လို့ပြောရရင်ရှိတယ်။နောက်ပြီးတော့အေရုံပင်လေပေါ့လေပင်လေနဲ့ပတ်သက်လို့ပြောထားရရင်ရှိတယ်။ဩဒါတွေကတော့အထွေထွေဘုဒ္ဓတာနဲ့ဆိုင်တဲ့မိကုန်တွေဖြစ်ပါတယ်။တချို့တိမိကုန်တွေ နဲ့ပတ်သက်ပြီးတော့အာကြားစာမှာရှိတဲ့ဖြစ်ဖြစ်တော့ဖြစ်ဖြစ်ဒီပဲဒါပေမဲ့အဲ့ဒီဖြစ်ဖြစ်ဒီပုံမှာသူကအပြင်ကနေသိချင်းနေရပါဘောနော်အဲ့နဲ့ပတ်သက်ပြီးတော့မိမြန်ထားတာဖြစ်ပါတယ်လို့တော့မိမြန်ထားတဲ့သူကျွန်တော်စာသားနဲ့ဖြီးပြီးသားဖြစ်ပါတယ်အခုပိတ်သက်တွေသိစေဖို့တဲ့အတန်လွှင့်ပြီးတော့ဒီဒီမှာပြောကြားနေခြင်းပဲဖြစ်ပါတယ်လို့ကြောက်လာမဲ့အနာဂတ်ကာလမှာလည်းကိုသိချင်းနေရာတွေကြားစာတိပဲဖွင့်တာတွေအတိတ်ကာလတော့ကြားစာအတိတ်ပဲဖွင့်တာပတ်သက်ပြီးတော့ကျွန်တော်အများစုပြောခဲ့တာရှိတာအောင် အဲ့တော့ဒီမိပါတော့ attribute တွေနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ပြောကြားခွင့်ရပါတယ်လို့အဲ့တော့လည်းဖြေကြပြည့်တဲ့ဝမ်းမြောက်ဝမ်းသာခံစားရတယ်လို့ဖော်ပြလို့ရတယ်။နောက်မိရင်ကြီးကိုလည်းကျေးဇူးတင်လို့ပြောကြားလို့ရတယ်။နောက်ကြားနာသူရောက်တိုင်းတွက်လည်းကောင်းချီးမှာဖြစ်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ကြောင်းကျွန်တော်ဖော်ပြလို့ပါတယ်။ရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့။အာမင်။